ကမ္ဘာချန်ပီယံဟော်ရစမာရင်းကိုနီးပြကြီးတို့တွားကြည့်ကြတဲ့အခါဟော်ကတေးချမကစားပဲကြက်ကချော့လုံနေပါသည်။အဲဒါကြောင့်နီးပြကြီးတို့ပြန်ထွက်သွားတော့စော်လေးတွေဝင်လာကြတဲ့အချိန်မှာပဲဟော်ကသူ့ပြိုင်ဘက်ကိုအမောက်သိပ်ပစ်လိုက်ပါသည်။ဟော်ရလုံရက်တွေကိုနီးပြကြီးကလည်းစိတ်ပြင်းမိနေပြီးတစ်ဖက်မှာလည်းတာခါမူရာကစမာရင်းထိုးနေပေမဲ့အခြေအနေမကောင်းပါဘူး။ ဝိထိန်ထားရလို့ရေတဲတွေခန်းချောင်းနေပြီးခန္ဓာကိုယ်ကပင်မထားတာကြောင့်တေချာမတိုက်ခိုက်နိုင်ပဲဖြစ်နေရတာပါဒါပေမဲ့ဝိထိန်မှုကိုကြော်ဖြတ်ပြီးရင်တော့အကောင်ဆုံးအခြေအနေကိုရောက်လာလိမ့်မယ်ဆိုပြီးဤဘိုတို့ကယုံကြည်ထားကြကြပါလိမ့်တခါမူရွာရဲ့ခန္ဓာကိုယ်မှာရေတဲတွေခန်းချောင်းနေပြီဖြစ်လို့စကားတော့မပြောနိုင်ပဲဖြစ်နေပြီးနောက်ထပ်2ကီလိုဝိချဖို့လိုအပ်နေပါသေးတယ်သူရဲ့ပြိုင်ဘက်ဟောကတော့လေ့ကျင့်နေရမယ့်အစားမိမတွေနဲ့ပြောပွားနေရဖြစ်လို့သူတို့ကိုစော်ကားနေတယ်လို့ခံစားရကြောင်းနီးပြကြီးကပြောပါလိမ့် အဲ့လားကြောင့်ပဲနီးပြကြီးကတာခိုင်းမှုရအစားဒေါကနေရပြီမဲ့သူတို့နှစ်ယောက်လုံးကဟော့ကိုအနိုင်ယူပြဖို့အတင်းထားကြပါလိမ့်တာခိုင်းမှုရတယောက်ဝိချက်နိုင်ဖို့အတွက်ညာပိုင်းတွေမှာပါပြင်းနေကြရတာဖြစ်ပြီးနောက်ဆုံးမှတော့သူ့ရဲ့စူးစမ်းမှုတွေကြောင့်ပဲတတ်မှတ်ဝိအလေးချိန်ပြည့်သွားခဲ့ပြီဖြစ်ပါလိမ့် ဲ့အချိန်မှာပဲဟောကအဲ့ဒီလိုပုံမြပန်းမြခန္ဓာကိုယ်ကြီးနဲ့သူ့ကိုတိုက်ခိုက်နိုင်ပါမလားဆိုပြီးတခါမူရာရဲ့စူးစမ်းအထောက်အမှုတွေကိုထပ်မံစောကားလိုက်ပြန်ပါလိတခါမူရာကတော့သီးခံထားခဲ့ပြီးရန်အနေနဲ့အကြမှာသတင်းစာရှင်းလင်းပွဲပြုလုပ်ကြပါလိတခါမူရာက KO နဲ့အနိုင်ယူမှဖြစ်ကြောင်းပြောနေခဲ့ပြီးသူ့ရဲ့ခန္ဓာကိုယ်ကလည်းအခုချိန်မှာတော့ရေဓာတ်တွေနဲ့ပြေဝနေခဲ့ပြီဖြစ်ပါလိ ဟောကသတင်းသားရှင်းလင်းပွဲမှာတောင်အိမ်နေရင်မရှိရကြောင်းစိတ်ပြတ်ဖို့ကောင်းနေပြီရန်သူနယ်မြေမှာခပတ်ကကွယ်ရမှာဆိုတော့ကြောက်နေရလားဆိုပြီးဖူဂျီကမေးပါလိဒီမေကုန်းကိုတောင်ဟောကိုယ်တိုင်မဖြေပဲသူ့ရဲ့မန်နေဂျာကဟောမှာကြောက်ရွံ့မှုမရှိကြောင်းပြန်ဖြေပါလိမာရီကလည်းတာခါမူရာဟာစကြဝဠာတိုက်အလဲထုံနဲ့အနိုင်ရထားပြီးသူ့ရဲ့အဖြတ်ဆုံးအားကလည်းဟောနဲ့ရှင်းနိုင်တာကြောင့်တာခါမူရာနဲ့တိုက်ခိုက်ဖို့နည်းနည်းလေးမှစိတ်မလုံရှားဘူးလားဆိုပြီးမေးပါလိ ဒါပေမဲ့လူရန်ကြီးဟောကတော့ဒီမေကုန်းကိုသိခြင်းဟိုတယ်နံပါတ်1003ကိုလာခဲ့ဆိုပြီးစော်ကားလိုက်ပြန်ပါလိဒီလိုနဲ့သတင်းသားရှင်လင်းပွဲအဆုံးသက်ဓာတ်ပုံရိုက်ဖို့ fighting boss လောက်ကြရတဲ့အခါဟောကမေယိုးကိုထိုးလိုက်တာကြောင့်တာခမှုကလည်းဒေါသထွက်သွားပေမဲ့အီဘူလိုကဆွဲထားကြပါလိ ါပေမဲ့အီဘိုတို့ဆွဲရမဲ့သူကနီးပြကြီးဖြစ်နေပြီးနီးပြကြီးကလည်းသူတစ်ဘက်ကိုမထီမဲ့မြင်လောက်လို့ပြန်ပေးဆက်ရမယ်လို့ပြောနေပါသည်အဲ့အချင်းဟောကလက်ပြန်ရိုက်လိုက်တာကြောင့်နီးပြကြီးလဲသူသားအနည်း60လောက်ပို့ပြီးငယ်ရွယ်နေမယ်ဆိုရင်ဒီကောင်သေးပြီဆိုပြီးကျင်းနေပါလိတခါမူရကလည်းသူ့ရဲ့မျက်စိအရှိန်မှရင်ဆေးရတယောက်လုံးအစော်ကားခံလိုက်ရတဲ့အတွက်ဆေးရအနက်ဆိုင်ဆုံးနေရာကနေထွက်ပေါ်လာတဲ့ဒေါသတွေကိုလက်သီးထဲမှာကြစ်ကြစ်ပအောင်ဆုပ်ထားခဲ့ပါလိ ဟောကတော့သူတို့ကိုလောင်မြောင်ရေမောနေခဲ့ပြီးပွဲမစားခင်မှာတင်တခါမူရအိုတက်ပြစ်ချင်တာကြောင့်ခဏခဏနှောက်ရက်နေခဲ့တာဖြစ်ကြောင်းပြောပါလိတခါမူရလိုမျိုးဂျပန်လန်သေးရဲလေးကသူ့ကိုအနိုင်ယူနိုင်မှာမဟုတ်လို့သူ့ကိုအနိုင်ယူခြင်းနိုင်ငံအတွင်းကမိမတွေကိုအကုန်ခေါ်လာခဲ့ဖို့ပြောပါလိ သူရဲ့မျိုးစေးတွေကျဲပေးခဲ့မှဖြစ်တာကြောင့်နှစ်နဲ့ဆယ်လောက်နေရင်ဒီနိုင်ငံမှာကမ္ဘာချန်ပီယံတွေထွက်ပေါ်လာမှာလို့ပြောပြီးတနိုင်ငံလုံးကိုရရှိရမှရှိအောင်စော်ကားလိုက်ပါတယ်။အဲဒါကြောင့်ဂျပန်အမျိုးသားထုကြီးလည်းဒေါသပုံထားလာခဲ့ကြပြီးအဲဒီလူတွေအကုန်လုံးရဲ့ဒေါသမီးတွေကိုတာခါမူရာကတိုက်ပိုးရတော့မှဖြစ်တဲ့အပြင်သူကိုယ်တိုင်ကလည်းကျိုးဝိုင်းနေရောက်ရင်တီးမခံတော့ဘူးဆိုပြီးပြောနေခဲ့ပါတယ်။ပြိုင်ပွဲနည်းကိုရောက်တဲ့အခါမှာတော့ဒေါသပုံထားနေကြတဲ့အမျိုးသားထုကြီးကဟောကိုအသက်ရှင်လျက်ပြန်ထွက်မလာနိုင်အောင်ချိန်မုံပြစ်ဖို့ကြွေးကြော်နေကြပါတယ်။ ်။ဤဘိုကလည်းစီမီဖိုင်နယ်ပွဲမှာထိုးရအောင်မှာဆိုပေမဲ့ဒီကနေ့လူရောက်ကြီးကတော့ကမ္ဘာချန်ပီယံပွဲကိုပဲဆက်ရောက်နေခဲ့ကြပြီးဦးမဲဇာဝါတို့ကတာခါမူရာတီရှပ်တွေထုတ်ရောက်နေကြပါသည်။အဲ့နောက်ဤဘိုကအာဂါဇာဝှစ်စုံသွားလဲခဲ့ပြီးတာခါမူရာရဲ့ပွဲကအရေးကြီးသလိုသူ့ရဲ့ထိုးပွဲကိုလည်းအာယုံဆိုင်ဖို့တွေးထားပါသည်။ အဲ့အချိန်အဝလေကန်းထဲမှာတခါမူရလည်းရှိနေတာကိုတွေ့လိုက်ရပြီးတခါမူရကဘသူနိုင်မဲ့ထင်လဲဆိုပြီးဤဘို့ကိုမေးပါရင်သတင်းသားရှင်းလင်းပွဲမှာတော့ဟောကတခါမူရရဲ့မေးချိုးကိုထိုးပြီးမိဖကြီးကိုလက်ပါရေးအပြင်တနိုင်ငံလုံးကအမျိုးသမီးတွေကိုစော်ကားခဲ့ကြကြောင်းတခါမူရလည်းခံမြင်နေခဲ့ပါလိမ့် အဲ့ဒါကြောင့်တားကောင်းရဲ့မျက်နှာကိုစိတ်ထဲမှာစွဲနေအောင်မှတ်ထားဖို့အိမ်မြန်ရောက်တဲ့အခါဟော့ရဲ့ထိုးပွဲဗီဒီယိုတွေကိုထိုင်ကြည့်ခဲ့ပါသည်။ဟော့ရဲ့ထိုးပွဲတွေကိုကြည့်ပြီးစိတ်ငြိမ်သွားတဲ့အပြင်တခုထပ်သီးလိုက်ရတာကတော့ဟော့မှကမ္ဘာချန်ပီယံတစ်ယောက်ဖြစ်ဖို့ထိုက်တန်တဲ့တာမာမှုတွေရှိနေတာဖြစ်ပါသည်။ပီယာတွေကြောင့်တာခါမှုရအိမ်မပြောနိုင်ခဲ့ပဲဒီနေ့ရောက်ကိုအစောကြီးရောက်နေခဲ့တဲ့ဆိုတာအီဘိုသဘောပေါက်လိုက်ပါသည်။တခါမူရအတွက်ပထမဆုံးကမ္ဘာချန်ပီယံလူပွဲဖြစ်တဲ့အပြင်တမန်တဲ့ချန်ပီယံနဲ့ရင်ဆိုင်ရမှဖြစ်ပြီးအကြိမ်ပေါင်းများစွာအလောင်းပြောင်ခံခဲ့ရပါသည် ဂျပန်အမျိုးသားထုကြီးရဲ့မျှော်လင့်ချက်တွေအားလုံးကလည်းသူ့အပေါ်ကြားရောက်နေပြီဖြစ်လို့မယုံနိုင်စရာဖိအားတွေများပြားနေခဲ့ရပါပြီ။အဲဒါကြောင့်တာခါမူရကိုဘယ်လိုအားပေးရမှန်းမသိတဲ့အီဘိုကသူ့သားသူ့ရဲ့ပြိုင်ဘက်ကိုတရှိတဲနဲ့အလဲထိုးနိုင်ရင်တာခါမူရလည်းကမ္ဘာချန်ပီယံဖြစ်လာနိုင်အောင်လုပ်ဖို့ကတိပေးရမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့အီဘိုရဲ့ပြိုင်ဘက်ရီယွန်စုကတန်မာရဲဆိုပြီးကြားထားကြောင်းတာခါမူရကပြောတော့အီဘိုလည်းအနေငယ်အပြတ်သွားပါတယ်။အဲနောက်တော့တာခါမူရရဲ့ဂျူနီယာလေးအီဘိုနဲ့ကိုရီးယားဘောက်စာရီယွန်စုတို့ရဲ့ဆင်မီဖိုင်နယ်ပွဲစတင်လာ ခဲ့ပါလိမ့်ပြည်သက်တွေကတက်ကြွစွာအားပေးနေခဲ့ကြပြီးအီဘိုကတော့သူ့ရဲ့ပုံစံအတိုင်းအကောင်ဆုံးစူးစမ်းသွားဖို့ဆုံးဖြတ်ထားပါလိမ့်ပွဲစားတာနဲ့ရုံစုကပြေးဝင်လာခဲ့ပြီးဘယ်လက်သီးဝင်းနဲ့ဒလဇတ်ထုံးနေပြီမဲ့အီဘိုကရှောင်းရှားရင်ဒမ်ဖီရိုးအစော်ကြီးထုတ်တုံလာခဲ့ပါလိမ့် အဲဒါကြောင့်နီးပြကြီးကကောင်းတာထောက်ခံရမှာစိုးရိမ်နေပြီးဤပိုးရဲ့ပထမဆုံးထိုးချက်ကိုယုံစုကကတိလေးရှောင်သွားပါရီယုံစုကောင်းတာထိုက်ထုတ်ဖို့ကြိုးစားပေမဲ့လည်းဤပိုးရဲ့လက်သီးကအရင်ထိသွားခဲ့ကလက်ဆက်ထဲမှာပဲဘဲညာပါဝါလက်သီးတွေပြည့်ကျွေးပေးလိုက်တော့ယုံစုမှောက်သွားခဲ့ရပါပြီပထမအချိန်မှတင်ပြိုင်မက်ကိုအလဲထိုးနဲ့အနိုင်ရသွားခဲ့တာဖြစ်ပြီးဒမ်စီရိုးလန်နက်ကကြောက်ဖို့ကောင်းလွန်ခဲ့ပါရီဒါပေမဲ့ဤပိုးရဲ့ဘောင်းစင်းပုံစံကတီးကြစွာထိုးသက်ရတာဖြစ်ပြီးဒီတစ်ခေါက်မှတော့ဂမူးရှူလို့တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းနီးပြကြီးကပြောပါရီ ပထမဆုံးပိလက်တီကယွန်ဆူရဲ့မေယိုးကိုရှက်ထိသွားလို့ခြေထောက်မှာတက်ရောက်မှုရှိသွားခဲ့ပြီးယွန်ဆူရဲ့ကောင်နာထိုးချက်လွဲချော်သွားခဲ့တာဖြစ်ပါသည်အဲဒါကြောင့်အီဘိုဟာကက်သီလစ်ကန်ကောင်းသွားခဲ့တာဖြစ်ကြောင်းနီးပြကြီးကရှင်းပြခဲ့ပြီးပရိသတ်တွေကတော့ဝိုင်းဝန်းအားပေးခဲ့ကြပါသည်အီဘိုတယောက်ပွဲပြီးရနဲ့တာခါမူရာစီအပြေးပြန်သွားတော့ဒါတဲနဲ့အတူဝိတ်တန်ပေါင်းစုံကဂျပန်ချန်ပီယံတွေရောက်ရှိနေကြတဲ့အပြင်ဆန်နိုနဲ့မီယာတာတို့ကိုလည်းတွေ့လိုက်ရပါသည် ။မြိုက်ခိုတပ်ကလည်းအပိဖို့ရောက်ရှိနေခဲ့ပြီးကြိုင်ပွဲထိုးဖို့ခခုခီကန်ခမ်းမကြီးကိုဘာကြောင့်ရွေးချယ်ခဲ့ရလဲဆိုပြီးဒါတဲကမေးကြည့်ပါလေ။ခခုခီကန်ခမ်းမကြီးရဲ့မှာဒါတဲရှောင်းနေခဲ့ရတာဖြစ်ပြီးနောက်လာနောက်သားတွေအတွက်အဲ့ဒီရှောင်းနေခြင်းရဲ့အငွေအသက်တွေကိုဖယ်ရှားပေးခြင်းတာဖြစ်ကြောင်းတာခါမူရကပြောပြပါလေ။ အနားယူသွားပြီဖြစ်တဲ့ဓာတဲကပြည်ပေါ့စားတွေမွေးထုတ်ပေးခြင်းနာကြောင့်နှီးပြလှုပ်ဖို့ဆုံးဖြတ်ထားပါသည်အခုချိန်ခိုခူကီကန်ခမ်းမတွေမှာကြံနေခဲ့တဲ့သူ့ရဲ့အရှုံးတွေကိုတာခါမူရာကခြေဖြတ်ပြီးတော့မှမို့ကျေးဇူးတင်ကြောင်းပြောပြဖို့ဤဖို့မှန်လိုက်ပါသည် ဟောင်းရဲ့အပြည့်အဝမှုတွေကြောင့်သူတို့တွေအကုန်လုံးဟာခံမြင့်နေကြတာဖြစ်ပေမဲ့ဟောင်းနဲ့တိုက်ခိုက်ရမယ့်သူကတာခါမူရဖြစ်လို့သူ့ကိုပဲအားကိုးကြရတော့မှာပါဟောင်းရဲ့မျက်နှာကိုပိတ်ထုတ်ပြစ်နိုင်မဲ့တာခါမူရအနောက်မှာဂျပန်လူမျိုးတွေအကုန်လုံးရှိနေမှာဖြစ်တာကြောင့် Brian Ho ဆိုတဲ့လူငမိုက်ကိုအနာယူခဲ့ဖို့တာခါမူရကပြောလိုက်ပါသည်တခါမူရာကသူဟာအခုလက်ရှိဂျူနီယာမီဒယ်ဝိတ်ကနေစပြီး heavy weight အထိဝိတ်တန်း6ခုလုံကိုအုပ်စိုးဖို့ဆုံးဖြတ်ထားခဲ့တာဖြစ်ပါသည် ဒါတင်းနဲ့အတူဘောက်စားတွေအကုန်လုံးရောက်ချလာတော့စိတ်ထဲမှာတမျိုးခံသာခဲ့ရပေမဲ့လူရင်းတွေကိုတွေးလိုက်ရတာကြောင့်အနေငယ်ဆေးရည်သွားစီခဲ့ပါသည်အခုတော့အာအိုကိနဲ့ခင်မူရာတို့တွေကတာခါမူရာအတွက်အဘိဇကပြောခဲ့ကြပြီးတာခါမူရာကလည်းအီဘိုနဲ့ပြုလုပ်ထားတဲ့ဂတိကိုတည်နိုင်အောင်လုပ်မယ်လို့ပြောပါသည် Brian Hawk ကဘောက်စားတယောက်ဖြစ်ဖို့ပါရမီတွေနဲ့အတူမွေးဖွားလာတာကြောင့်တာခါမူရာထပ်ပေါ်ပြီးတမန်နေနိုင်ကြောင်းနီးပြကြီးကပြောပြပါသည် ကျိုးစားတဲ့လူတိုင်းမအောင်မြင်ပေမဲ့လည်းအောင်မြင်နေတဲ့လူတိုင်းကတော့ကျိုးစားလာခဲ့ကြတာဖြစ်ပြီးတခါမှုရဲ့ကျိုးစားမှုတွေကိုနီးပြကြီးရိုးတွေမြင်ခဲ့ရတာဖြစ်လို့ကျိုးဝိုင်းတဲ့ကိုရင်ကော့ပြီးဝင်သွားလိုက်ဖို့ပြောပါရင်အဆုံးသက်ကြရင်တခါမှုရဲ့ကျိုးစားမှုတွေဟာသူ့ရဲ့လက်သီးတွေထဲမှာအရာထင်လာပါလိမ့်မယ်အဲ့တော့တခါမူရကိုတယောက်ထဲလွတ်ထားပေးခဲ့ကြပြီးတခါမူရကလည်းအရင်တုန်းကအကြောင်းအရာတွေကိုပြန်တွေးမိနေပါသည်။နိပြကြီးရဲ့ဖိတ်ခေါ်မှုကြောင့်ကျိုးဝိုင်းနေဘက်ကိုခြေလှမ်းခဲ့ပြီးလမ်းမေးလူမိုက်နှစ်ယောက်နဲ့အနိုင်ကျခံကောင်းသူလေးတို့ကိုတွေ့ဆုံခဲ့ရပါသည်။ အဲ့ဒီအနိုင်ကျခံရတဲ့ကောင်းတို့လေးကအခုဆိုရင်ဂျပန်ဖက်တာဝိတ်ချန်ပီယံအောင်ဖြစ်နေခဲ့ပါပြီ။ တခါမူရအတွက်သူပိနာကလူတွေကြောင့်ပဲပျော်ရွှင်စွာနေနိုင်ခဲ့တာဖြစ်လို့အကောင်လုံးကိုကျေးဇူးတင်မိနေခဲ့ပါသည်အဲနောက်မှာတော့စကြောက်ပွဲထိုးပြီးစကြောက်ပွဲလုံးကိုအလဲထိုးနဲ့အနိုင်ယူခဲ့တဲ့ဂျပန်နိုင်ငံအတွက်ဂုဏ်ယူရတဲ့တင်ငါကြီးတခါမူရဟာမိရောက်နေအောင်မှာအတောင်မန်ကိုဖျက်လဲရက်ထွက်ပေါ်လာခဲ့ပါသည်ကမ္ဘာချန်ပီယံနေရာကိုလူယူဖို့အတွက်ဂျိုဝမ်းနေကိုဆင်းသက်သွားပြီးနောက်သူရောက်ရှိနေပြီဆိုတာအော်ဟစ်ကြွကြွလိုက်တဲ့အခါပရိသတ်တွေရဲ့အာဘိသံတွေကလည်းတဟုန်တို့မြင့်တက်သွားခဲ့ပါသည် ဂျပန်တိုင်းငယ်ကြီးရဲ့မြန်မာအရှိအနီယောင်ဘတ်ချန်းမှာတော့ WBC ကမ္ဘာ့ဂျူနီယာမီဒယ်ဝိတ်ချန်ပီယံကြီး Brian Hoga အဲ့လာပကလေးတွေတစ်ဖက်တစ်ချက်စီနဲ့ပွဲထွက်လာခဲ့ပါသည်။ဟောကသူ့ရဲ့အတွင်ပိုင်းမှာတာခါမူရဲ့တီးရှပ်ကိုဝတ်ထားခဲ့ပြီးဒသစီဆွဲဖျက်လိုက်တဲ့အခါမှာတော့ပရိသတ်တွေဒေါကန်သွားကြပေမဲ့ဟောရဲ့ body ဆောင်ရမ်းမိုက်လို့နေကြအောင်မြင်လိုက်ကြရပါသည်။အဲ့နောက်နိုင်ငံတော်အလံတွေကိုအလေးပြုဖို့အတွက်နိုင်ငံတော်တချင်းတွေကိုဖွင့်လှစ်ခဲ့ပြီးခိတ္တခဏညင်သက်ပေးကြရပါသည်။ ်ပွဲစားတော်မဲ့အချိန်မှာတော့ဟောကားတို့တခါမူရောင်လောင်မြောင်နေခဲ့ပြီးတခါမူရာကလည်းသူ့စိတ်ကိုထိန်းထားကတင်းငိမ်အောင်ကြိုးစားနေရပါလိမ့်မကြခင်မှာဂျပန်တနိုင်ငံလုံးရဲ့အာယုံဆိုင်မှုတွေကိုရရှိထားတဲ့ကမ္ဘာ့ချန်ပီယံလူပွဲကြီးကစတင်တော်မှာပဲဖြစ်ပါလိမ့်